ဲဆိုတော့အဲ့လိုပေါ့စီးပောင်လေးနဲ့ဟို personal အရာသူတို့ကိုချစ်တဲ့ခင်နဲ့စိတ်တော့ထားထားတယ်ဒါပေမဲ့ကြံတဲ့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်စီကန်ထားတယ်အဲ့တော့ဆူတဲ့ချိန်လည်းရှိတာပဲဆူတဲ့ချိန်လည်းရှိတယ်ပြောတဲ့ချိန်လည်းရှိတယ် fine တွေဖြတ်တဲ့ချိန်လည်းရှိတယ်ဒါပေမဲ့သူတို့စီကနေသူတို့လှုပ်အောင်အလကအသုံးမချဘူးတန်ရတန်ချေးပေးတာထက်ကိုပိုလွန်ပြီးတော့မစိုးလှုပ်ပေးအခုဆိုရင်အမျိုးခလေးတွေကိုကြိုးပြီးထုတ်ပေးထားတာဆိုရင်ဟိုကလောက်ရှိပြီ130နီးပါးလောက်ရှိပြီ ဒါဟိုလိုမျိုးပြောတာမဟုတ်ဘူးဟိုနည်းနည်းစိတ်ဆိုးပြီဆိုလို့ရှိရင်တော့နမိန်နဲ့တက်တက်ပြီးခေါ်တော့တာပေါ့နော်အဲလိုမျိုးငါ့ကိုဘလို့ဖြစ်တဲ့နင်တို့ကလည်းငါ့ကိုဆိုရင်ဘလို့အဲလိုမျိုးပေါ့ဒါစိတ်ဆိုးတဲ့ချိန်နဲ့ဂျန်တဲ့ချိန်ကတော့အပေါ်လာသမီးသားအတိုင်းမဲ့ခေါ်တယ်ဟိုသူတို့တွေခေါ်တယ်ဆိုလို့ရှိရင်လည်းရောက်လာခါစားတော့ဆေးရမမပေါ့နော်ပြီးလည်းပြောပပမမဖြစ်သွားကြတယ် takeoff. ယ်เนาะအော်ငါမြတ်သူလည်းအရန်ကိုဟိုကိုယ့်ရဲ့ဝန်ထမ်းတွေတအားချစ်တယ်ကိုယ်ချစ်တာကိုမြတ်เนาะအရန်ကိုသဘောကျနေကြတယ်ပြည်သက်တွေဟာသူ့ဝန်ထမ်းပေါ့အရန်ဟိုဘယ်လိုပြောမလဲပြုနာထားတယ်เนาะသဘောထားချစ်ရဆိုတဲ့ဟာလေးလေး surprise လုပ်ပေးတဲ့ဟာလေးဟုတ်ပါအောင်ကိုညဘက်ကြီးကလေးလေးကိုဒါ surprise လုပ်ပေးတဲ့ဟာပြည်သက်တွေတော်တော်များသဘောကျကြတယ်ဟာလူကောင်းလဲဆိုတော့သူတို့နေလေပျော်ရွှင်စီစဉ်တာရပြီးတော့ကလေးတွေအားလုံးကိုလည်းကိုယ့်ရဲ့ဟိုပါသမီလေးလိုမျိုးပေါ့နော်သဘောထားပြီးတော့မှဒါ တို့ရဲ့အမတ်တရားလေးတွေလည်းဖြစ်အောင်ဆိုတဲ့သဘောလေးနဲ့အဲ့လိုမျိုးလုပ်ကြတာပေါ့နော်မြစ်တော်ကတော့လေအဲဘသူ့ကိုမှပို့ပြီးတော့မှဟိုဦးစားပေးတယ်လိုက်ရောဆိုတာမျိုးရှိဘူးမြစ်တို့နဲ့ဆက်ဆက်ပြီးတော့မှအဲရောက်လာတဲ့လူတိုင်းကမြစ်တော်မိသားစုလိုပဲသဘောထားလိုက်တယ်ပေါ့နော်လုပ်ငန်းတစ်ခုမှာမြစ်တို့လည်းအရင်တော့ဆိုဝန်ထမ်းလုပ်ခဲ့ဘူးတာပဲ။ဓာိုင်ဆိုင်မှာဝန်ထမ်းလုပ်ခဲ့ဘူးတာရှိတယ်။အနှက်ဆိုင်မှာဝန်ထမ်းလုပ်ခဲ့ဘူးတာရှိတယ်။ကိုနုပညာမရောက်ခင်မှာ ဲပြီးတော့နောက်တစ်ခုကိုစာတင်ခဲ့ရဆိုလို့ရှိရင်လည်းဒါကျူရှင်အပိုင်မဟုတ်ဘူးပေါ့ကိုကသူများကျူရှင်မှာသွားပြီးတော့ guide အနေနဲ့လုပ်ရတယ်ဆိုလို့ရှိရင်ဘလို့ပဲကိုကို guide ဆရာမတယောက်အနေနဲ့ပြောပြောဒါကျူရှင်အပိုင်ဆရာမရှိရင်အဲ့လိုမျိုးမှာလုပ်ငန်းတစ်ခုလုပ်တယ်ဆိုရင်ကိုနဲ့ပဲဘယ်အရာမဆိုအမြင်ကလေးတွေကအစာမြင်ပြောကိုနဲ့ပဲကိုချင်းစာကိုနဲ့ပဲကိုချင်းစာပြီးတော့သူတို့လည်းနေခိုင်းတယ်ဒီအလုပ်တစ်ခုမှာကိုစိတ်မပျော်တော့ဘူးဆိုရင်ပတ်စံဘလောက်ပေးပေး ဘလောက်ခွင့်ရေးတွေပေးပေးမပြောဘူးဆိုတော့အဲ့ရမှာဘယ်သူမှမနေချင်ကြဘူးပေါ့နော်အဲ့လိုဆိုတော့ကိုကကိုလည်းအတိုင်းပဲကိုစူးစမ်းနေပါရက်နဲ့အဲကိုလိုက်ပြီးတော့မှလေ့လာနေပါရက်နဲ့တစ်ခါတလေကြောက်လို့ရှိရင်အခွင့်အရေးမပေးတာမျိုးပြီးနောက်တစ်ခုကဘာလဲဆိုတော့ကိုတက်အရင်ရောက်နေသူမျိုးဦးစားပေးပြီးတော့ခွဲခြားဆက်ဆံတာမျိုးတွေက ကိုကကြုံခဲ့ဘူးတဲ့အဲ့တော့အများနဲ့ကိုချင်းစာလိုက်တယ်ကိုလုပ်ငန်းရှင်ဖြစ်လာရင်ဒီလိုစိတ်မျိုးမထားဘူးနောက်ဆုံးလုပ်ငန်းရှင်မဖြစ်ရင်တော့လူလူချင်းပေါင်းသင်းဆက်ဆံရေးမှာအဲ့ဒီလိုစိတ်မျိုးမထားဘူးဆိုတာမျိုးမြင်တော့အများနဲ့ဆုံးဖြတ်တယ်အကူကလည်းဒါတင်ပေးတာပေါ့နော်အခုစီကလေးချင်းကောင်းရောဒီလိုမျိုးဆုံးမမှုတွေလည်းပါအဲ့တော့နှစ်ယောက်စလုံးကကံကောင်းတာပြောတယ်သူတို့နှစ်ယောက်ကစိတ်ကတူရတယ်တူတဲ့အခါကျတော့အဲဒီလိုမျိုးအားလုံးနဲ့တတားရဖြစ်တယ်ဆိုတာကြတော့လေဟန်ဆောင်လို့မရအောင်ဟန်ဆောင်နေဆိုရင်ခဏပဲပေါ့နော်ပြီးတော့ကိုကဘလောက်မြတ်တာပေးပေး ိုယ်မြစ်တာကိုမသိပဲနဲ့ကိုယ်စီမှာမရှိတော့တဲ့သူတွေလည်းရှိတာပဲနောက်တစ်ခုကမြစ်တို့ကဒီမှာအခုအားလုံးချစ်ခင်နေကြရတယ်ပျော်ရွှင်နေကြရတယ်ဒါကိုပဲချပြနေလို့တစ်ချိန်လုံးကြီးချစ်ခင်ပျော်ရွှင်နေအောင်မဟုတ်ဘူးအခုဒီကိုမလာခင်မှာတော့မှပဲသူတို့ကိုဘယ်လိုပြောမလဲဆင်းရဲလို့တာမှားတယ်ခိုင်းတဲ့ဟာကိုမှားတယ်စုခဲ့ရတာပဲတန်ကြီးရိုက်ခဲ့ရတာဘာလို့ဆိုစီးနဲ့ကန်းနဲ့ပေါ့နော်အုပ်ချုပ်တယ်ဆိုတဲ့နေရာမှာမျိုးကတော့အဲ့လိုပေါ့စီးပေါင်လေးနဲ့ဟို personal အရာသူတို့ကိုချစ်တဲ့ခင်တဲ့စိတ်တော့ထားထားတယ်ဒါပေမဲ့ ပြန်တဲ့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်စီကံထားတယ်အဲ့တော့စုတဲ့ချိန်လည်းရှိတာပဲစုတဲ့ချိန်လည်းရှိတယ်ပြောတဲ့ချိန်လည်းရှိတယ်ဖိုင်တွေဖြတ်တဲ့ချိန်လည်းရှိတယ်ဒါပေမဲ့သူတို့စီကနေသူတို့လှုပ်အားကိုအလကားအသုံးမချဘူးတန်ရတန်ချေးပေးတာထက်ကိုပိုလွန်ပြီးတော့မျိုးစုံလှုပ်ပေးအခုဆိုရင်အဲမျိုးကလေးတွေကိုကြိုးပြီးထုတ်ပေးထားတာဆိုရင်ဟိုကလောက်ရှိပြီ130နီးပါးလောက်ရှိပြီ ဒါဘူးလိုမျိုးပြောတာမဟုတ်ဘူးအတိုးတပြားတစ်ချက်မှမယူဘူးပြီးနောက်တလောက်ကိုဘလောက်ကိုပြန်ဆက်ကိုဆက်ရမယ်ဆိုတာမျိုးမရှိဘူးအဓိကဘာလဲဆိုတော့သူတို့ကိုစွန့်မိဆောင်မိစေချင်တယ်သူတို့ရဲ့ကိစ္စမှာလွတ်တယ်ဆိုလို့ရှိရင်မတူဟိုကုညီပေးချင်တယ်ပေါ့နောက်တစ်ခုသူတို့ရဲ့ဂျမ်းမာရေးပေါ့ဂျမ်းမာရေးဆိုလို့ရှိရင်တော့မတူတပြားတစ်ချက်မှမယူဘူးအခုဒီသမီးအမီဆိုလို့ရှိရင်သူချက်ချင်းပေါ့နော်ဘိုင်းအောင်နဲ့ဘိုင်းအောင်နဲ့ဆိုပြီးတော့မှသူကဖြစ်တဲ့ခါကျမျိုးတို့ချက်ချင်းနင်းများနှစ်ယောက်ဆက်လုံးညာကြီးမိုးချုံမှာအဲ့လိုဆေးရုံတယုံမင်းက နောက်တရုံပေါ့အဲ့လိုမျိုးချက်ချင်းသွားရတာပေါ့သွားပြီးတဲ့အချိန်မှာအဲ့ဒါကိုလည်းအခုစေးုံတက်တယ်ခွဲစိတ်တယ်ခွဲစိတ်ပြီးနောက်ပိုင်းမှာနောက်ဆက်တွဲပြရရတာရှိတယ်အဲ့ဒါတွေကအဆအကုန်လုံးဆိုလို့ရှိရင်အ ਨੇ စုံမရှိခင်တိမ့်စိတ်ကြော်ပြီးဒါပေမဲ့တပြားတစ်ချက်မှပြန်မတောင်းဘူးဘာလို့လဲဆိုတော့ဒီဟာကိုသွားတောင်းလိုက်တယ်ဆိုလို့ရှိရင်သူ့မှာအကျွေးသာဖြစ်သွားတာသူသုံးလိုက်ရတာမဟုတ်ဘူးသူ့တွေဖက်တင်သွားပါမရှိဘူးစမ်းမိုင်းဖြစ်တဲ့အတွက်ကြောင့်ဒီလိုတော့လုံးဝဇီဝိတထာနာအဲအဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောဘယ်လိုပြောမလဲကိုကုသိုလ်လုပ်ခွင့်ရလိုက်တယ်လို့ပဲအဲ့လိုပဲတွေးလိုက်တာ ဲ့ဒီကာလအတွင်းမှာ तू तू ရောပြီးတော့နောက်တစ်ခုက तू ရဲ့အမေရောပေါ့နေကနေပြီးရောက်လာခြင်းမှာမင်းတို့စီမှာပဲနေတယ်အမေရောနှစ်ယောက်စလုံးကိုမင်းတို့ခေါ်ထားပေးတယ်စောက်ရှောက်ပေးတယ်လစာတပြားတစ်ချက်မှမဖြစ်ဘူးဘာလို့လဲဆိုတော့အလုပ်ကိုအဲ့လိုမျိုးသူတို့ရဲ့ personal နဲ့ပြတ်တာမဟုတ်ဘူးကျမကြီးကြောင့်ဖြစ်တဲ့အတွက်ကြောင့်အဲ့ကျမကြီးကြောင့်ပြတ်တာအောင်မှကိုကထပ်ပြီးလစာဖြတ်မယ်ဆိုလို့ရှိရင်သူတို့လိုအားလေးပေါ့နော်ညော့နေတော့မှကြောက်တဲ့အတွက်ကြောင့်မင်းတို့အဲ့လိုလေးလုပ်ပေးရပါတော့ဒါလေးကမင်းတို့ကဂုံဖော်ပြီးပြောချင်တာပေါ့ဒါပေမဲ့မင်းတို့အလုပ်အလုပ် အလုတ်ရှင်နဲ့အလုတ်သမားမှာတချို့ကလေဟာအလုတ်ရှင်နဲ့အလုတ်သမားပေါ့အရန်နှိမ့်ဆက်တယ်အရန်လောအားကိုအတုံးချပြီးတော့ယူတယ်ဆိုတော့ဟာမျိုးတွေပဲများတော့ဖြစ်တွေးတွေးနေကြရများတယ်တကယ်ကောင်းတဲ့အလုတ်ရှင်တွေလည်းရှိတယ်အဲတချို့ကျတော့လေအလုတ်ရှင်ကောင်းမိမယ်အလုတ်သမားမကောင်းတာရှိတယ်အချို့ကျအလုတ်သမားကောင်းမိမယ်အလုတ်ရှင်ဖိနှိပ်တာမျိုးရှိတယ်အဲ့တော့ကိုကကိုယ့်ရဲ့အဝင်းဝိုင်းလေးမှာကိုဘလို့တိဆောက်နေဆိုတာလေးကိုတွေးတဲ့အခါမှာ ခုမှအလုပ်စ조사ချင်တဲ့လူတွေဆိုလို့ရှိရင်လည်းအလုပ်တမားနေရနေဆိုလို့ရှိရင်လည်းအော်ငါဘလို့ပဲဖြစ်ဖြစ်ငါဒီလိုမြေတားစိတ်လေးနဲ့နေမယ်ငါ조사မယ်အဲအဲ့လိုမျိုးအလုပ်ရှင်ဘက်ကဆိုလို့ရှိရင်လည်းအဒီလိုမျိုးအလုပ်ရှင်တဲ့အလုပ်တမားဆိုမယ်မိသားစုလိုလေးနေရတာအဲဝမ်းသာစရာကောင်းတယ်ပျော်စရာကောင်းတယ်အဲ့တော့ငါလဲကြရင်လည်းငါအဲ့လိုလေးနေမယ်ဆိုရင်စိတ်ကလေးပေါ့နော်အဲ့ဒါလေးဖြစ်တာပေါ့အဲ့ဒါရယ်မင်းတို့ကုသိုလ်ရပါတယ်အဲ့တော့ ဒီပုံစံအတိုင်းပဲမိတို့နေတယ်ရှေ့တင်လည်းဒီတိုင်းပဲနေတယ်နောက်ွက်မှာလည်းဒီတိုင်းပဲနေတယ်အဲ့လိုမျိုးဖြစ်ဖို့အတွက်ကအဓိကအရင်ခံရတော့ကိုချင်းစာဆင်ကိုချင်းစာတရားပဲအဲဘယ်လိုပဲပြပြအလုံးလုတ်တယ်ဆိုတာအလုံးငယ်လုတ်တယ်ဆိုတာဟိုသူအကျိုးရှိကိုအကျိုးရှိပေါ့နော်ကိုစီမှာလာပြီးတော့နေချာကလေးတွေသူတို့လည်းအကျိုးရှိရမယ်ပညာရအဲ့လိုမျိုးလေးနဲ့တော့ဒါ ထိမ့်သိမ့်ပြောပါတော့နေဖြစ်တာပေါ့ဆုံးမှဖြစ်တာပေါ့ဟုတ်ကဲ့ဟိုနည်းနည်းစိတ်ဆိုးပြီဆိုလို့ရှိရင်တော့နမိန်နဲ့တက်တက်ပြီးခေါ်ရတာပေါ့เนาะအဲ့လိုမျိုးငါ့ကိုဘလို့ဖြစ်တယ်နင်တို့ကလည်းငါ့ကိုဆိုရင်ဘလို့အဲ့လိုမျိုးပေါ့ဒါစိတ်ဆိုးတဲ့ချိန်နဲ့ဂျန်တဲ့ချိန်ကတော့အပေါ်လာသမီးသားအတိုင်းမဲ့ခေါ်တယ် ဟိုသူတို့တွေခေါ်တယ်ဆိုလို့ရှင်လဲရောက်လာခါစားတော့ဆရာမမပဲเนาะပြီးလဲပြောပပမမဖြစ်သွားကြတယ်ကိုကဘယ်သူ့မှာပပမမခေါ်ပါလို့မပြောဘူးပဲဒါပေမဲ့ကို့မြတ်တာသူတို့သိတဲ့ခါကျမိဘလိုမျိုးပဲသူတို့ရဲ့အခေါ်ရောအဲ့လိုဖြစ်သွားတာအဲ့အဲ့နောက်ဆိုရင်ဘာပြောလဲဆိုတော့နောက်တော့ဝန်ထမ်းတက်တေလာဆိုတော့ပြီးပပမမအခေါ်မခံတော့ဘူးခေါ်ခံပြောလို့ရှိရင်ငါအများကြီးလုပ်ပေးရတယ်ငါပင်မန်းတယ်ငါရင်ထဲရထည့်ရတာငါဥစ္စာဖြစ်တော့အဲအဲ့လိုမျိုးပြောလိုက်တာပြီးရောက်လာတယ် ရောက်ရောက်ချင်းကတော့ဆရာအမပြတ်တို့ဘလို့ပြည့်ပပမမဖြစ်သွားလဲမသိပါဘူးเนาะဒါကတော့ဟိုပျော်ချလေးပေါ့ဟုတ်အဲ့တော့ဒီပပကညစာတွေပါပြင်ပေးရတော့တော်တယ်အိမ်မှာရှိအငယ်ဆုံးလေးအချွဲဆုံးလေးရှိတယ်ချွတ်ချွတ်ဆိုတဲ့တရားတော်နာမည်ကချမ်းမြေသူဒါပေမဲ့သူ့ကိုကအဲ့လိုချွတ်ချွတ်လို့ပဲ nickname ပေါ့เนาะခေါ်ကြတာအငယ်ဆုံးအသက်က27ဟိုအသက်ဟိုအသက်ရွယ်အားဖြင့်ဆိုလို့ရှိရင်မြတ်တို့ဒီခလေးတွေမှာသူကအငယ်ဆုံးဖြစ်နေအဲ့တော့အငယ်ဆုံးလေးအရက်က9ပြည့်ခွန်ရှိတယ် အဲ့လိုလူကောင်းကြီးကလည်းထွက်သွားတယ်ဒါပေမဲ့အရန်ချွဲတာအတူဆိုလို့ရှိရင်ပပထမင်းနေပြီးမှစားချင်တာဆိုရယ်အဲ့လိုမျိုးပေါ့သူအစားလေးတောင်းကြတယ်လေအဲ့လိုမျိုးဆိုအာကိုကလေအဲ့ဒါလေးတွေကြီးကြီးပြောမယ်ကိုကဘယ်လိုပြောမလဲပျော်နေရတာပေါ့နော်ဘလို့လဲဆိုတော့ဟိုကိုအဝင်းဝိုင်းမှာရှိနေတဲ့တယောက်ချင်းစီတောင်ဂူးဆိုင်လိုက်တာကလူတိုင်းကတော့အဲ့စိတ်မျိုးလေးနဲ့အတိုင်းဂူးဆိုင်လိုက်တယ်ဆိုလို့ရှိရင်လူရချက်တွေတော့အများကြီးရှိနေမှာပဲကော်လက်တွေတော့အများကြီးရှိနေမှာကိုလက်လက်မမီတိုင်းကိုကြော်ပြီးတော့လုံနေတာကိုနားမှာရှိနေအောင်ဖြည့်လိုက်တာပုံမကောင်းလားပေါ့မင်းတို့အစိတ်ကအဲ့လိုမျိုးပဲ တာဟင်းရဆဒီဟာဆိုမြတ်သူတို့ဒီဟာဆိုင်ဒီဟာနဲ့ပဲကြွေးရအောင်နော်တူတူပဲလုံးဝတယောက်မှမလွတ်စေရဘူးဒီဟာဆိုဒီဟာငါဖက်ချင်းငါဖက်အတော့ဖွဲ့ပြီးတော့ညီတူညီပြကြွေးရအဲ့ဒါတော့တော်တော်များသဘောကျတယ်အပြည့်ကိုသွားတယ်ဒုတ်ထုတ်ဝယ်လာတယ်မလားအမန်ကိုရီစားဖို့ဆိုပြီးဝယ်လာရောက်လေရောက်သူကြွေးကျင်တယ်ဆိုတော့အမတယောက်ချောင်းစီပေါ့အဲ့လိုမျိုးညီတူညီမြညီတူညီမြအဲ့လိုမျိုးဖွဲ့ပေးတာအဲ့ဒါကလေအိမ်မှာအကျင့်ကိုဖြစ်နေတာဟုတ်ကဲ့ပါကိုကြီးပြောဝေးပါအဲ့လိုလေလုံးဝအကျင့်တဲ့နေရာလားပြောမယ်ဆိုရင်တော့ ဟိုဒီကလေးတွေဆိုတာလည်းပဲเนาะတနေ့တစ်ချိန်မှာမိဝေးဖာဝေးနဲ့လာပြီးသွားကြမှာကိုယ်စီမှာလာခဲ့ကြတယ်လေအဲကိုယ်စီမှာအတူနေအတူစားကြတယ်အဲ့ဒါဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်တွေလည်းပဲစားတဲ့ခါကျရင်အဲသူတို့ကိုလည်းပဲပေါ့နော်ဟိုကိုကိုတကယ်တူပေါ့နော်ကျွေးကျင်နေစိတ်ကြအဲ့ဒါကြောင့်အားလုံးကို12ရောက်ရှင်12ရောက်လုံးတန်းတူပေါ့နော်အဲအဲ့လိုလေးလုပ်ပေးပြတာပါဗျာဟုတ်ကဲ့